ဒီပိုင်းမှာတော့လူတွေအများကြီးရှိနေကြတဲ့ခမ်းမတစ်ခုတည်းကိုလင်းနှုံဝင်ရောက်လာခဲ့ပြီးတော့နေရောညပါခီးဆက်ခဲ့တဲ့အကျိုးကျေးဇူးကြောင့်အခုလိုမျိုးအချိန်မီရောက်လာခဲ့ပြီလို့မွေပါလေးကိုလှမ်းပြောပြနေခဲ့ပါတယ်။ဒီအချိန်မှာပဲကူကြန်တာကိုင်းကလူရန်ကားတွေလည်းရောက်ရှိလာခဲ့ကြသလိုတမော်ကိုင်းရဲ့မိန်းမလေးမူချန်းချန်းလည်းရောက်ရှိလို့လာခဲ့ပါပြီ။သူမရဲ့အလှပတွေကြောင့်ပရိသတ်ကြီးဟာသူမစီကိုပဲငေးကြည့်နေခဲ့ကြပြီးတော့ဘလောက်လာကြောင်းတွေကိုချီချူးပြောဆိုနေခဲ့ကြပါတယ်။ ဆက်လက်ပြီးအရှိမလမ်းပိတ်နေသူနှစ်ယောက်ကိုချက်ချင်းတပစ်လိုက်တဲ့ရင်းခွေကိုင်းကဂိုင်းချုပ်လေးထန်းလင့်ကိုမူချမ်းချမ်းကမြင်မြင်ချင်းပဲသွားနှုတ်ဆက်လိုက်ပါတယ်။မူချမ်းချမ်းရဲ့ညှို့တဲ့တွေကထန်းလင့်အပေါ်မှာတက်ရောက်ခြင်းမရှိပဲသူကလူသေးတွေကိုပဲစိတ်ဝင်စားတာဖြစ်ပါတယ်။ထန်းလင့်ကသူတို့ဂိုင်းကိုအမြဲတမ်းပြဿနာရှာခဲ့တဲ့လင်းတို့အကြောင်းထုတ်ပြောလိုက်ပြီးအဲ့ဒီလူကမင်းနဲ့ရင်းနှီးတယ်မဟုတ်လားမေးလာခဲ့ပါတယ်။မူချမ်းချမ်းက"သူမဟာလင်းတို့နဲ့ရင်းနှီးပေမဲ့အခုတည်းမှမရှိတော့ကြောင်းတာဟွန်းစီရင်စုကနေထွက်သွားပြီးဖြစ်နိုင်ကြောင်းပြောပြနေခဲ့ပါတယ်။ တကယ်လို့သူသားဒီမှာဆက်ရှိနေသေးရင်တခင်းလေးရဲ့လက်ကနေဘလို့လို့လွမြောက်နိုင်မှာလဲလို့ထက်မေးလိုက်တဲ့အချိန်လူအုပ်ကြားထဲကနေထွက်သွားခဲ့တဲ့လင်းတုံကိုထန်းလိန်ကအာယုံခံမိသွားပြီးတော့သူ့နောက်ကိုစွမ်းအင်တွေပြစ်လွတ်လိုက်တာမို့လင်းတုံလည်းအ мян ကာကွယ်လိုက်ရပါတယ်လင်းတုံရဲ့ခန္ဓာကိုယ်ပေါ်မှာဟော့ကျုံးရဲ့စွမ်းအင်တချို့ကျန်နေသေးတဲ့အတွက်ကြောင့်သူ့အနေနဲ့အာယုံခံမိသွားခဲ့တာပါလင်းတုံကဂိုင်းချုပ်ထန်းကိုနှုတ်ဆက်လိုက်ပြီးတခြားလူတွေကလည်းလင်းတုံဟာဟော့ကျုံးကိုတပ်ပြစ်လိုက်တဲ့အတွက်အတင်းရဲလိုက်တာဆိုပြီးတီတိုးပြောဆိုနေကြပါတယ် လူငယ်လေးတယောက်ကတာဟွန်ရှီဟောင်းကြောက်တိုင်စီတယောက်ထဲလာခဲ့တာမို့ဒီမှာမကြောက်ဘူးလားလို့လူအုပ်ကြီးဆွေးနွေးပြောဆိုနေကြသလိုထန်းလင်ကလည်းဟွာကူရဲ့မာကြားချက်အတိုင်းလင်းတုံကိုအရှင်လက်လက်ဖမ်းဆီးခေါ်ဆောင်သွားကအဆောင်ယုတ်သေးလုပ်ပြလိုက်ရမယ်လို့ပြောလိုက်ပါတယ်။ထန်းလင်ရဲ့စွမ်းအင်တွေဟာသူ့ရဲ့စွမ်းအင်တွေကိုတိုက်စားပစ်နိုင်ကြောင်းလင်းတုံသတိထားမိသွားပြီးတော့ရင်းရန်စိတ်စွမ်းအင်ကိုအ мян သုံးပြုတ်လိုက်ရင်ထန်းလင်ရဲ့တိုက်ခွက်တွေကိုအသေးအံရှောင်တိန်နေခဲ့လိုက်ရပါတော့တယ်။သူတို့နှစ်ယောက်ဟာခမ်းမအလဲမှာရှင်ပြိုင်တိုက်ခိုက်နေခဲ့ပြီးသူမသားကိုမသားအနေထားမျိုးဖြစ်နေခဲ့ကြပါပြီ။ ထလိန်ကအစောက်ရုပ်သေးထုတ်ယူလိုက်ပြီးလင်းတုံဘက်တိုက်ခိုက်လိုက်တဲ့အချိန်တိမ်ငှက်အော်တန်ကိုကြားလိုက်ရပြီးတော့ဘိုးဘေးမျိုးနွယ်စုကြီးလေးကူကလူရိအစုံရောက်ရှိလို့လာကြပါတော့တယ်။နောက်ဆုံးမှာတော့လင်းလန်ထန်နဲ့လင်းတုံတို့ထပ်တွေ့ကြပြီပဲဖြစ်ပါတယ်။လင်းလန်ထန်ရဲ့အရှိန်အဝါကလွန်ခဲ့တဲ့တနှစ်တုန်းကထက်ပိုပြီးတော့အားကောင်းလာပြီးလင်းတုံရဲ့လက်ရှိဆွမ်းအားကတော့သူ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ဘလို့မှမဖြစ်နိုင်သေးပါဘူး။ဒါပေမဲ့မျိုးနွယ်စုပြိုင်ပွဲကတနှစ်လောက်လိုသေးတဲ့အတွက်လင်းတုံအနေနဲ့အကောင်းဆုံးစူးစမ်းသွားမယ်လို့ဆုံးဖြတ်ချက်ချထားခဲ့ပါတယ်။ ဘိုးဘေးမျိုးနွယ်စုတွေကလူတွေအကုန်ရောက်ရှိလာပြီးတဲ့နောက်ဝန်ရံကသူ့ရဲ့အကျင့်တိုင်ဟွန်ဖူကိုရီးတဲ့တဲ့ပြောလိုက်ပေမဲ့ဟွန်ဖူကတော့သူပြောတာတွေတခုမှဂရုမစိုက်ပဲသူမှအလုပ်ကိုသာကောင်းကောင်းလုပ်နေခဲ့ပါတယ်။ဒီလိုနဲ့ဝန်ရံကအောက်မှာရှိနေတဲ့လင်းတုံကိုမြင်တွေ့သွားခဲ့တာကြောင့်မင်းသက်ရှင်နေသေးတာလားလို့ဒေါသရကြီးနဲ့မေးလိုက်ပါတယ်။ဝန်ရံကလင်းလန့်ထန်းကိုဒီကောင်နဲ့စိတ်ရင်းရှင်းရရှိသေးတယ်လို့ပြောလိုက်တဲ့အခါမှာတော့လင်းလန့်ထန်းကလင်းတုံဟာအတုံးမကျတဲ့အမျိုးနွယ်ခွဲတဲ့ကလူတယောက်ပါပဲလို့တုံ့ပြန်လိုက်ပါတယ်။ လင်းလန်ထန်းရဲ့ဇကားတွေကိုသဘောမကျတဲ့လင်းခဲအားကတော့အကိုဖြစ်သူကိုလန်တားဖို့စ조사ကြည့်ပါတယ်။သူတို့တွေအပြန်လန်ပြောဆိုနေကြတာကိုကြည့်ပြီးလင်းတုံဟာလင်းမိသားစုကလူမှန်မူချမ်းချမ်းသဘောပေါက်သွားခဲ့ပါပြီ။ဝန်ရံကသူ့ကိစ္စကိုအရင်ဆုံးရှင်းကျင်တယ်လို့ဦးလေးထုံစီခွင်တောင်းလိုက်တဲ့အခါဦးလေးဖြစ်သူကမြ мян တိုက်ခိုက်ပြီးမြ мян ရှင်းလိုက်တော့လို့သတိပေးလိုက်ပါတယ်။သူနဲ့တိုက်ခိုက်ဖို့အတွက်ကောင်းကင်ကနေဒေါသရကြီးဆင်းလာခဲ့တဲ့ဝန်ရံကိုလင်းတုံကဒီတစ်ခါမင်းရဲ့တိုးလောင်အိတ်ကိုကောင်းကောင်းပြင်ဆင်လာခဲ့ပြီလားလို့မခန့်လေးစားပုံစံမျိုးနဲ့မေးလိုက်ပါတယ်။ ဒီစကားကြတော့ဝန်ရံလဲယုတ်တရက်ဒေါသထွက်သွားခဲ့ရပြီလူပုံလဲမှာသူ့ကိုအရှက်ခွဲလိုက်တယ်လို့မျိုးခံစားလိုက်ရတာကြောင့်မင်းကိုဒီနေ့အသေးသက်ပြစ်မယ်လို့ကြုံဝလိုက်ပါတယ်။စွမ်းအင်ဖန်ဆင်းချင်းပုံရဲ့တင်းငယ်တဲ့အဆင့်ကိုရောက်နေတဲ့ဝန်ရံစွမ်းအားတွေကိုလင်းတုံသဘောပေါက်သွားခဲ့ပြီးတဲ့နောက်မှာတော့သူ့ရဲ့တိုက်ခိုက်မှုတွေကိုရှောင်းတင်းရင်နဲ့လင်းတုံဘက်ကဝိညာဉ်ရဲ့တနာလက်နက်ကိုထုတ်ယူလိုက်ပါတယ်။ လင်းနှုံနဲ့ဝမ်ဖန်တို့နှစ်ယောက်အသေးတန်တိုက်ခိုက်နေလျက်ရှိကြပြီးဒီပွဲကိုရောက်ရှိနေတဲ့ဘိုးဘေးမျိုးနွယ်စုတွေနဲ့ပွဲကြီးပရိသတ်တွေဟာအံ့အားသင့်မှုတွေရှိနေကြကဘသူကအနိုင်ရသွားမလဲဆိုတာကိုသိချင်လို့နေခဲ့ကြပါတယ်။ဝမ်ရန်ရဲ့တလော်ကခုံကျင်တိုင်းကွက်ကိုလင်းနှုံကကောင်းကောင်းခုခံနိုင်ခဲ့တာကိုတွေ့လိုက်ရတဲ့အချိန်မှာဒေါသထွက်သွားပြီးရွှေစင်းမြင့်နဲ့စိုးနေလောဝါနဲ့လင်းနှုံကိုတိုက်ခိုက်ခဲ့ပါတယ်။ လင်းနှုံကလည်းတာယီမိုးချိုခန္ဓာကိုယ်နဲ့ခုခံကာကွယ်လိုက်ပြီးတော့တကယ်တိုင်းအစ်စ်ကပါလဲဆိုတာကိုပြမယ်လို့ဆိုကာတိုင်းကွက်ထုတ်ပြလိုက်တဲ့အတွက်လင်းနှုံတရားဝယ်မိသားစုရဲ့အတွင်အချင်းစင်တွေကိုတက်ကြွနေတာတွေးလိုက်ရတဲ့အတွက်အားလုံးကအံ့ဩသွားခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့ပြင်းထန်လာတဲ့တိုက်ပွဲကြောင့်ပဝင်းကျင်တစ်ခုလုံးတုန်ခါသွားခဲ့ရပြီးဝန်ရံလဲရုပ်ပြက်ဆင်းပြက်နဲ့မြေပြင်ပေါ်ကိုပြုတ်ကျလာခဲ့ပါတယ် တနေ့အတွင်းမှာလင်းနှုံကသူ့ကိုကြောတက်သွားတဲ့အတွက်ဝန်ရံတယောက်မယုံကြည်နိုင်ဖြစ်နေရပြီးနောက်ဆက်တွဲတိုက်ခိုက်မှုတွေကိုချီဖန်ဆင်းခြင်းပုံနောင်ပိုင်းအဆင့်ရောက်နေတဲ့ဦးလေးထုံဝင်ရောက်တားဆီးပေးလိုက်လို့သာတတ်တာရရရှိသွားခဲ့တာဖြစ်ပါတယ်။ဝန်ဘိုးဘေးမျိုးနွယ်စုမှာမင်းကိုနိုင်တဲ့သူတယောက်မှမရှိဘူးထင်နေတာလားဆိုပြီးဦးလေးထုံမေးလိုက်တဲ့အခါမှာတော့လင်းနှုံကအာနာကြီးမသူတွေကအနိုင်ကျင့်ကြင်ကြတဲ့သူတွေကြီးပဲလို့ပြန်ပြောခဲ့တာကိုတွေ့ရပါတယ်။ အဖိုးကြီးကလင်းလန့်ထန်းကိုလှမ်းခေါ်ယူလိုက်ပြီးမင်းတို့ဘိုးဘေးမျိုးနွယ်စုတွေရဲ့မှာဒီလောက်ထိအတင့်ရဲခွင့်ပြုထားတဲ့အတွက် တခြားမျိုးနွယ်စုတွေနဲ့မျက်နှာပြက်စရာဖြစ်မှာတွေကိုမင်းမစိုးရိမ်ဘူးလားလို့မေးလိုက်ပါတယ်။လင်းလန့်ထန်းကတော့မိသားစုနှစ်ခုကြားဆက်ဆံရေးဟာမျိုးနွယ်ခွဲကလူတစ်ယောက်အတွက်ကြောင်းတဲ့ပျက်စီးသွားမှာမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။ဒါအပြင်လင်းနှုံကိုလည်းအသက်ရှင်ခြင်းရင်ဒူးထောက်ပြီးဝမ်မိသားစုကိုတောင်းပန်ခိုင်းလိုက်တာကြောင့်ဒီစကားကိုကြားတဲ့လင်းနှုံလည်းအာရပါရအော်ရေပြစ်လိုက်ပြီးသူ့ကိစ္စကိုဝင်မရအောင်မင်းကပါကောင်းမို့လို့လည်းလို့ပြန်ပြောလိုက်ပါတယ်။ အကြီးအကဲတယောက်ကိုဒီလိုမျိုးပြန်ပြောရတဲ့လင်းတုံကိုလူတွေအားလုံးကဝိုင်းကြည့်နေရင်အံ့အားသင့်နေခဲ့ကြပြီးယူသွားပြီလားလို့တောင်ထင်ခဲ့ကြတာဖြစ်ပါတယ်။ဆက်လက်ပြီးကိုမျိုးနွယ်စုကလူတွေကိုနှိတ်ကုတ်ပြီးဝမ်မီသားစုကိုကဖားရဖားလုံးနေတဲ့လင်းလန်ထန်းကိုချက်ချက်လက်ကျပြောလိုက်တဲ့အတွက်အတင်းရဲလိုက်တဲ့ကောင်ဆိုပြီးလင်းလန်ထန်းဒေါသအယံထွက်သွားခဲ့ရပါပြီ။လင်းလန်ထန်းကလင်းတုံကိုတိုက်ခိုက်ဖို့ပြင်ဆင်လိုက်တဲ့အခါအဖိုးကြီးကမင်းတကယ်တိုက်မယ်ဆိုရင်ဒီမှာရှိတဲ့လူတွေအားလုံးကမင်းဟာဝမ်မီသားစုကိုတကယ်ပဲကြောက်နေတယ်လို့ထင်သွားလိမ့်မယ်ဆိုကဝင်ပြီးသတိပေးလိုက်ပါတယ်။ ဦးလေးလေးမှုကတော့လင်းလန့်ထန်းကိုတားဆီးထားလိုက်ပြီးလင်းတော်ဟာစကားပြောတာရိုင်းပေမဲ့တကယ်ကြီးချင်းရှိတဲ့မျိုးဆက်တစ်တယောက်ပဲလို့ပြောလိုက်ပါတယ်။ဒါကြောင့်အကြောင်းပြချက်မရှိပဲလူရှိသူရှိမှသူ့ကိုဖမ်းထားတာကမသိတော့ဘူးလို့လည်းထပ်ပြောလိုက်တယ်လို့ခေအားကလည်းဘေးကနေဝိုင်းပြီးဖြောင်းဖြားလိုက်တဲ့အတွက်လင်းလန့်ထန်းလည်းဒေါသတွေချုပ်ထိန်လိုက်ပါတော့တယ်။ဒီလိုနဲ့ရှေးဟောင်းကြောက်တိုင်ကြီးဖွင့်လှစ်လိုက်တဲ့အချိန်မှာတော့ဘိုးဘေးမျိုးနွယ်စုရဲ့လူတွေအားလုံးဟာကြောက်တိုင်ကြီးတဲ့ကိုဝင်သွားခဲ့ကြပြီဖြစ်တယ်လို့လင်းတော်ကလည်းရှောင်းရံတို့နဲ့အတူအတူတူလိုက်ဝင်သွားခဲ့ပါတော့တယ်။ လင်းနှုံနဲ့တခြားမျိုးနွယ်စုဝင်တွေဟာတာဝန်ရှေးဟောင်းကြောက်တိုင်ကြီးတဲကိုရောက်ရှိလာခဲ့ကြပါပြီ။နေရာတစ်ခုလုံးကထူးခြားစန့်ကျဲတဲ့ခံစားမှုကိုပေးနေပြီးလင်းနှုံကလည်းအခြားကဘာတစ်ခုကိုရောက်သွားသလိုခံစားနေရတယ်လို့ဖွင့်ဟခဲ့ပါတယ်။မွေပါလေးရဲ့ရှင်းပြချက်အရဒီနေရာဟာနှစ်ပေါင်းတောင်းကြီးစွန့်ပစ်ထားတဲ့ရှေးဟောင်းကိုင်းကြီးတစ်ခုရဲ့အမွေနှစ်နေရာဖြစ်ပြီးကောင်းကင်နဲ့မြေကြီးရဲ့ရွက်စွမ်းအင်တွေပြည့်နှက်နေတာကိုသိလိုက်ရပါတယ်။သူတို့အထဲကိုဝင်ရောက်ဖို့ပြင်ဆင်နေစမှာပဲကဲကြပါဦးဆိုတဲ့အော်ဟစ်တန်တွေစူးညံစွာထွက်ပေါ်လာတာကိုကြားလိုက်ရတဲ့အတွက်လင်းနှုံအံ့အားသင့်သွားခဲ့ပါတယ်။ ီအချိန်မှာပဲအေယာမမွေကြီးတကောင်ရုတ်တရက်ပေါ်လာပြီးလင်းနှုံရဲ့ခေါင်းပေါ်ကိုတန်တမ်းမတ်မတ်တိုးဝင်လာခဲ့ပါတော့တယ်။လင်းနှုံဟာရှောင်းရံကိုစီးပြီးလွတ်မြောက်အောင်ကြိုးစားခဲ့ပေမဲ့မြေပြင်ပေါ်ကလူတွေကတော့မွေကြီးရဲ့အစာဖြစ်သွားခဲ့ရပါတယ်။လင်းလန်ထန်းကတော့မီးတောက်နေတဲ့တိမ်ငက်ကြီးကိုစီးနင်ပြီးကောင်းကင်ရံကိုပြန်လဲထွက်ခွာသွားခဲ့ပါပြီ။မွေကြီးရဲ့လိုက်လံတိုက်ခိုက်မှုကြောင့်လင်းနှုံဟာမြေပြင်ပေါ်ကိုပြုတ်ကျသွားခဲ့ရသလိုလင်းနှုံကျရောက်သွားတာကနွန်အိုင်ကြီးတစ်ခုပေါ်ဖြစ်ပြီးတကူလုံးနစ်မြုပ်လူနီးနီးအချိန်ရှောင်းရံကကဲတင်ဖို့စူးစမ်းခဲ့ပေမဲ့နောက်ကျသွားခဲ့ပါတယ် ဒီလိုနဲ့လင်းနှုံဟာနွန်အိုင်အောက်ကကြောက်ကူကြီးတဲ့ကိုပြုတ်ကျသွားခဲ့ပြီးအဲ့ဒီနေရာကမွေကြီးခိုအောင်းတဲ့နေရာဖြစ်မယ်လို့ထင်မှတ်ရပါတယ်။သူတို့အပြင်ထွက်ဖို့ကြိုးစားနေတုန်းမှပဲမွေကြီးကပြန်ရောက်လာပြီးနောက်ကနေလိုက်လံတိုက်ခိုက်တဲ့အတွက်အသေးအတန်ထွက်ပြေးခဲ့ရပြန်ပါတယ်။မွေပါလေးရဲ့အကြံပေးချက်အတိုင်းတခြားတစ်ဖက်ကိုပြေးထွက်လိုက်တဲ့အခါအလင်းရောင်ကိုတွေးလိုက်ရလို့ထွက်ပေါက်လို့ထင်ခဲ့ပေမဲ့မကောင်းဆိုးဝါးလေးအစီရင်တစ်ခုတည်းကိုရောက်သွားခဲ့တာဖြစ်ပါတယ်။ ဒီစီရင်ကိုခုံကျော်ဖို့လင်းနှုံကပြောတဲ့အခါစိတ်လိုက်မှန်ပါဝင်သွားရင်လေရဲ့ပြင်းအားကြောင့်ခန္ဓာကိုယ်တစ်ခုလုံးဆုတ်ပြဲသွားနိုင်တယ်လို့မွေပါလေးကသတိပေးခဲ့ပါတယ်။ဒါပေမဲ့အချိန်မရှိတော့တာကြောင့်လင်းနှုံဟာဘာကိုမှဂယုမဆိုင်နိုင်တော့ပဲတိုက်ရီမိုးချိုးခန္ဓာကိုယ်အစွမ်းကိုတုံးကဖျက်ကျော်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပြင်းထန်တဲ့လေအားဒဏ်ကိုခံလိုက်ရပြီးနောက်ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရအပြင်းထန်ရကလင်းနှုံသတိလစ်သွားခဲ့ပါတယ်။မွေပါလေးဟာအသက်ကိုပေါင်းစည်းလိုက်ပြီးလင်းနှုံကိုတောင်းခံနိုင်ဖို့ကူညီပေးခဲ့ပါတယ်။ မွေပါလေးရဲ့အကူအညီနဲ့လင်းတုံသတိပြန်လည်လာပြီးနောက်အတွင်းအားတွေအပြည့်အဝစူးစီးကအစွမ်းကိုပြန်လည်အသုံးချလိုက်တဲ့အခါမှာတာယီမိုးချိုးခန္ဓာကိုဟာအဆင့်ဆင့်ပြောင်းလဲသွားပြီးရွှေဝါရောင်အလင်းတွေဖြာထွက်လာခဲ့ပါတယ်။အပြင်ဘက်မှာတော့မျိုးနွယ်စုဝင်တွေဟာမွေကြီးပျောက်ကွယ်သွားတဲ့အခွင့်အရေးယူပြီးပျက်စီးနေတဲ့ရှေးဟောင်းတန်းတော်စီကိုအပြေးလွှာသွားဖို့ပြင်ဆင်နေကြပါတယ်။အကြီးကဲကူရန်ကသူ့လူတွေကိုယတနာပစ္စည်းတွေရအောင်ရှာခိုင်းပြီးအရင်ကငကားမြဝင်ကြောင်ဆုံးရှုံးခဲ့တာတွေကိုပြန်လည်ရယူဖို့စိတ်ထဲမှာပြင်းပြနေခဲ့ပါတယ်။ တနေ့အရောက်မှာမြေပြင်ပေါ်ပြေးလွှားနေတဲ့လင်းတုံရဲ့ရှောင်းရံကိုတွေးလိုက်ရတဲ့အတွက်လိုက်ဖမ်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီအတောအတွင်းမှာအင်အားတွေပြန်လဲစူးစိနိုင်ခဲ့တဲ့လင်းတုံဟာကြောက်စိတ်မိုးကြိုးခန္ဓာကိုယ်ကိုရရှိသွားခဲ့ပြီးမကောင်းဆိုးဝါးအစီရင်ထဲကနေရုံထွက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။အသက်ကိုဂယုဆိုင်ခြင်းမရှိဘဲအတင်းရဲဖို့ကြိုးစားခဲ့တဲ့လင်းတုံကိုမွေပါလေးကစူပူပေးမဲ့လင်းတုံကတော့မွေကြီးအန်ရဲ့ကရှောင်းလွှဲနေရတာမို့တခြားရွေးချယ်စရာမရှိဘူးလို့ဖြေရှင်းခဲ့ပါတယ်။ ဒါအပြင်မကောင်းဆိုးဝါးလေးစီရင်ထဲမှာကြောက်စိတ်မိုးကြိုးခန္ဓာကိုယ်ကိုအောင်မြင်စွာကျင့်ကြံနိုင်ခဲ့ခြင်းကသူ့အတွက်ကြီးမားတဲ့အကျိုးမြတ်ဖြစ်ကြောင်းပြောပြခဲ့တဲ့အခါမွေပါလေးလည်းလက်ခံခဲ့ရပါတယ်။အပေါ်ကိုပြန်တက်ဖို့လုပ်တဲ့အခါမှာအလင်းရောင်ဖြာထွက်နေတဲ့နေရာတစ်ခုကိုတွေ့လိုက်ရတဲ့အတွက်ရှေးဟောင်းကိုင်းကခြံထားခဲ့တဲ့ရေတနာတွေဖြစ်နိုင်တယ်လို့ယူဆကသွားရောက်ကြည့်ရှုခဲ့ကြပါတယ်။အဲ့ဒီနေရာမှာရေတနာတွေအစာစိတ်ဝိညာဉ်ပျောက်ကွယ်နေတဲ့လူတယောက်ရဲ့ရုပ်အလောင်းကိုတွေ့လိုက်ရပါတယ်။ သူတို့ဖျက်တမ်းခဲ့ရတဲ့မကောင်းဆိုးဝါးလေးစီရင်ဟာဒီပုဂ္ဂိုလ်တက်ရှိထင်ရှားရှိစဉ်ကပြုလုပ်ခဲ့တာဖြစ်ပြီးအချိန်ကြာလာလို့အစွမ်းယွတ်နေသွားတာဖြစ်နိုင်ပါတယ်။လင်းနှုံဆက်သွားလိုက်တဲ့အခါအဲ့ဒီလူရဲ့အစွမ်းတွေကသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုဆွဲယူသွားပြီးအင်းကွက်ကြီးတစ်ခုပေါ်ကိုရောက်ရှိသွားခဲ့ရတယ်လို့ပိုင်ရှင်ဖြစ်သူရဲ့အတိတ်မဉဏ်အချို့ကိုမြင်တွေ့လိုက်ရပါတယ်။ကြောက်စရာကောင်းတဲ့စွမ်းအင်တစ်ခုကိုလည်းခံစားလိုက်ရပြီးနောက်အနဲ့ရောင်အဆောင်တင်ကြတာတစ်ခုရှိတဲ့အဖိုးကြီးတဦးကိုပါမြင်လိုက်ရပါတယ်။ မွေပါလေးရဲ့သုံးသက်ချက်အရအဲ့ဒီတင်ကေရဟာဘိုးဘေးဆောင်ပဲဖြစ်ပြီးဘိုးဘေးဆောင်တင်ကေရဟာရှေးဟောင်းကြောက်တိုင်အလို့ထဲမှာရှိနေတယ်ဆိုတာလုံးဝသေချာသွားခဲ့ပါတယ်။လင်းတုံကတော့ဘိုးဘေးအဆောင်နဲ့မဝင်နိုင်အောင်ကာကွယ်ထားတဲ့ကြောက်စရာကောင်းတဲ့ဆွမ်းအားကိုနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။အဖိုးကြီးရဲ့လက်ထဲကနေရွှေရောင်လုံးလေးနှလုံးပြုတ်ကျလာတာကိုတွေ့လိုက်ရတဲ့အခါဒါရီဟာနိဗ္ဗန်ဆေးလုံးတွေဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒီဆေးလုံးတွေဟာတာမန်လူတွေထက်အစွမ်းပိုကြီးမားစေတဲ့အဖိုးတန်ပစ္စည်းဖြစ်တာကြောင့်လင်းတုံဟာပေးကမ်းခဲ့တဲ့အကြီးကဲကိုအယိုတိပြုကမွေပါလေးနဲ့အတူထွက်ခွာခဲ့ပါတယ်။ အပြင်းရောက်တဲ့အခါလင်းနှုံကအရင်နေရာမှာကျန်နေခဲ့တဲ့ရှောင်းရံကိုလိုက်ရှာဖို့စူးစမ်းနေပြီးရှောင်းရံရဲ့အငွေသက်ကိုခံစားမိနေပေမဲ့ရေရောင်ကိုတော့ရှာမတွေ့နိုင်ဖြစ်နေရပါတယ်။ခဏကြာအောင်လိုက်ရှာပြီးချိန်မှာတော့ကူရန်ကရှောင်းရံကိုတကိုယ်လုံးကျိုးနဲ့တုံအောင်ဖမ်းဆီးထားတာကိုတွေ့လိုက်ရတဲ့အတွက်လင်းနှုံအကြီးအကျယ်ဒေါသထွက်သွားရပါပြီ။ကူရန်ကရညိုးဟောင်းတွေအတွက်ကန်ကြောက်ပြောဆိုနေလျက်ရှိပြီးလင်းနှုံဟာစိတ်ဆွမ်းအင်းနဲ့မွေပါလေးကိုဆက်သွယ်ပြီးအကြံဉာဏ်တောင်းတဲ့အခါမွေပါလေးကကူရန်ကိုအာယုံလွှဲခိုင်းလိုက်ပြီးရှောင်းရံကိုတစ်ဖက်လက်နဲ့ကဲတင်ဖို့အစီအစဉ်ချခဲ့ပါတယ်။ တဘောတူညီကြရတဲ့အခါမှာတော့လင်းနှုံဟာကုယံကိုဒေါသထွက်စေဖို့မောက်မာတဲ့စကားတွေပြောပြီးရန်စားခဲ့တဲ့အတွက်အဖိုးကြီးဟာတိုက်ခိုက်ဖို့အပေါ်ကနေဆင်းလာခဲ့ပါတော့တယ်။အချိန်တစ်ခုကြာအောင်အပြင်းထန်တိုက်ခိုက်ကြပြီးတဲ့နောက်မွေပါလေးကရှောင်းရံကိုကယ်ထုတ်ဖို့ကြိုးစားနေတာဖြစ်မှန်းအဖိုးကြီးသတိထားမိသွားခဲ့ပါတယ်။ဒါကြောင့်ကြာပုတ်ကိုဆွဲယူပြီးခြေတလန်းရှိတိုးလာရင်ဒီကောင်ကိုတက်ပြစ်မယ်လို့လင်းနှုံကိုချိန်ချောက်ခဲ့ပါတယ်။ ရှောင်းရဲ့ရုံးကန်နေတဲ့အတွက်အဖိုးကြီးအာယုံပြောင်းသွားတဲ့အချိန်မှာလင်းနှုံကအလင်းငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ကုရံလွင်းထွက်သွားတော့လင်းနှုံလည်းရှောင်းရံကိုတုံ့နှောင်ထားတဲ့ကြိုးတွေကိုဖြီးပေးလိုက်ပါတယ်။ဒီအချိန်အဖိုးကြီးကလေပေါ်ပြန်တက်ကတိုက်ခိုက်ဖို့လုပ်တဲ့အတွက်လင်းနှုံဟာနဆိုးအသွင်ပြောင်းခြင်းကိုအသုံးပြုပြီးပြန်လဲတိုက်ခိုက်လိုက်တော့ကုရံတယောက်ကြောက်ကန်းပါတဲ့ကိုပြုတ်ကျလူစဲစဲဖြစ်သွားခဲ့ပြီးအကူအညီတောင်းခံနေခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့လုထားတဲ့မကောင်းမှုကံကြမ္မာကပြန်လဲအကျိုးပေးသွားခဲ့ပြီဖြစ်လို့မကောင်းဆိုးဝါးလေးစီရင်တဲ့ကိုအပီးတိုင်ပြုတ်ကျပျက်စီးသွားခဲ့ရပါတော့တယ်။ NDA အားလုံးပြီးဆုံးသွားတဲ့အချိန်မှာတော့နေရတကာဆရာလှုပ်ချင်တယ်မွေပါလေးကရှောင်းရံကိုနောက်တစ်ခါဒုက္ခထပ်မပေးဖို့ဆုံးမစကားပြောလိုက်တာကြောင့်အမြင်ကက်လာတဲ့ရှောင်းရံလည်းမွေပါလေးကိုပြန်လဲလိုက်တိုက်ခိုက်နေခဲ့ပါတော့တယ်